ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်တင်တင်ဝင်းမှာဟုတ်ပြီ58နှစ်ပါဆရာကြီးဟုတ်ပြီမြစ်သားမြို့อ่ะပါမြစ်သားဆိုမန္တလေးနားဟုတ်ကဲ့ဆရာကြီးအိမ်မှုကိစ္စတွေပဲလုပ်ရပါတယ်တဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့ကျမရင်ကျက်နေပါတယ်တဲ့မျက်လုံးတွေလည်းရားပါတယ်တဲ့အိမ်မားတဲ့ကြောင်ကလေးကတဲ့ချိန်ရင်းဘက်မှာလာအိတ်တက်ပါတယ်တဲ့ဟုတ်ပြီအဲ့ဒါကြောင့်ရင်ကျက်တာလားတဲ့ ဟုတ်ပြီဆရာကြီးပြောစကားနားထောင်ပြီတဲ့စီကျော်နဲ့ပတ်သက်တာတဲ့အားလုံးရှောင်ပါတယ်တဲ့သာဓုဗျာအခုရင်ကျက်တာတဲ့လေးလာရှိပါပြီတဲ့အစားရှောင်တော့တဲ့ယောဂါကပိုမစိုးပါဘူးတဲ့ဒါပေမဲ့တဲ့ရှင်းရှင်းမပြောက်သေးလို့ပါတဲ့။ဆောင်ရံရှောင်ရံလေးသိကျင်ပါတယ်တဲ့။အဲ့ဒါလေးတော့ကြောင်လေးအတွက်သူချီရင်အိတ်တာတော့ကတော့ဘာမှအန္တရာယ်မရှိပါဘူး။ဟုတ်ကဲ့ပါဆရာကြီး။ကြောင်စာမြို့ရလဲလူနဲ့ ဘုဒ္ဓဘုဒ္ဓနေပြီးလူအတွက်အကျိုးပြုတယ်လေဟုတ်ကဲ့ဆရာကြီးတည်လို့ရှိကျွဲကကြောင်တကောင်ရှိရင်အကုန်ရှင်းသွားတာပဲဟုတ်ကဲ့ဆရာကြီးနော်အဲကြောင်လေးတွတ်သူချင်းအိတ်သာအိတ်ပါစီရှင်ဘတ်ထဲမှာလာအိတ်သာတို့ကောင်းရင်မှာအပေါ်မှာအိတ်သာတို့အေးမခံသိဘူးပေါ့နော်ဟုတ်ကဲ့ဆရာကြီးအိတ်ပါစီကြောင်လေးတွတ်ချမ်းချမ်းသာသာသူတခင်သူအိတ်သာအိတ်ပါစီအဲ့ခွရင်ကျက်ထားအတွက်ကတော့စီကြော်ရီချောင်းမှုအထူးလို့ပါအကျော်ဆိုတာလဲ စိုင်ကျော်ရောအိမ်ကျော်ရောဟုတ်ကဲ့ဆရာလက်ဆောင်ပေးတဲ့အကျော်ရောအဲ့လိုကထည့်သွဲတယ်မဟုတ်ကဲ့ဆရာကြီးသူအကျော်ဆိုဆရာကျော်ထားတဲ့ဣဂျာကွေးစမှုစာမအကျော်ထင်လို့တင်ထမင်းကျော်အိမ်မှာကျက်ကျော်ငါးကျော်ထမင်းကျော်ထမင်းကျော်ကြမှာအကျော်ထင်တာမဟုတ်ပဲနဲ့နော်အပြက်လက်ဆောင်ပေးတဲ့လေပေါင်းတုပ်လေးတွေဟုတ်ကဲ့ဆရာကြီးတရေစာဖြစ်ပြီးတာပေါ့ပြေးရတရေစာဖြစ်တာမဟုတ်ဘူးနော်အစိတ်ဖြစ်တာသူအထုပ်မျိုးစုံနဲ့ထွက်တယ်ကွာကလေးကြိုက်လဲထွက်တယ် လူကြီးကြိုက်လဲထွက်တယ်ဟုတ်ကဲ့ဆရာအထူးသဖြင့်အဲ့လိုတရေစာတွေအမျိုးသမီးအမျိုးသားဘသူတွေပူစားတတ်တယ်အမျိုးသမီးတွေပူစားတတ်တယ်ဟုတ်တယ်အဲ့ဒါသဘာဝပါပဲကျောင်းမလို့အမျိုးသားတွေကအမျိုးသမီးရဲ့ပါဇက်ကိုနာမည်တက်တယ်ဗာပါဇက်တယ်စိတ်ပါဇက်တယ်စိတ်ပါဇက်တယ်ကြည်လရရှင်တကြွကြွဝါနေကြတာပဲလားဟုတ်ကဲ့ဆရာကြီးနော်အဲ့ဒါလေးစင်ကျင်လိုက်တဲ့ချင်း တက်တာသွားမှာပါလို့ပြောချင်ပါအဗျာဟုတ်ကဲ့ဆရာကြီးသူကရှောင်ယုံမဲရှောင်တာဆိုတော့စားမှာဟမ်မပြောထားဘူးဟိုရှားမှာတော့အလုံးတိပြီးသားလဲဖြစ်လို့ထပ်ပြောဆိုပြောပါမယ်ဟုတ်ကဲ့ဆရာကြီးနော်အချင်းနဲ့ကားမှန်မှန်စားဖို့ဟုတ်ကဲ့ဆရာကြီးအစားစရာပဲဟုတ်ကဲ့ဆရာကြီးနော်အချင်းနဲ့မှလည်းပဲဒိန်ကြီးအစင်လားဖြင့်ဒိန်ကြီးမကြီးဖြော်ကြီးမကြီးဖြော်ကြီးတီးစုံချင်းကြီးတီးစုံချင်းကြီးနော်ပေါက်ပန်းပြည့်ရဲ့ချင်းကြီး ကစွန်ယိုးနေချင်းခွဲသီးချင်းရေဟာဘူသီးချင်းရေကစွန်ယိုးနီအဲ့လိုအချင်းနဲ့အခါလေးဆွဲတွင်းစားပြီးအဲ့ဒါဒီစားချင်းအဖြစ်ကို စေးတောင်တောက်ဆရာမလို့ရဲ့အစီပြအစာလဲပါဖြစ်လို့လဲစေးပါဆရာစီပါစေးအစ်စ်ကလည်းဘယ်ဟာတာအစ်စ်မှန်လဲအစာအစာသားလဲပါစေးပါဟုတ်ကဲ့မြေပြတ်တယ်ဆရာစေးကြီးတောက်နေလို့ မြင့်ပြတ်တယ်ဆိုတာမရှိပါဘူးယောဂသက်တာပါပါဟုတ်ကဲ့ပါဆရာမြင့်ပြတ်တယ်ဆိုတာဘာကိုစတဲ့မှာလဲအစာကိုစေးဖြစ်စားတယ်စေးကဲ့သို့စေးကဲ့သို့ဟုတ်ကဲ့စားရရင်မြင့်ပြတ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကေဘုရားရှင်ကြပါစီဗျာ